မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းအတွင်းမှာပြည်သူတွေအနေနဲ့မတ်စတာတာတွေလွဲအိတ်လွဲတာတွေပြုလုပ်ရင် PDF ဖြစ်သတ်မှတ်အေးအေးယူမယ်လို့စစ်ကောင်စီကထုတ်ပြန်လိုက်ပြီး Loss Speaker နဲ့ပါ Light on နေရဆိုပါတယ် ရခိုင်ပြည်နယ်မှာရခိုင်တပ်တော် AA ကရိုဟင်ဂျာမွတ်စလင်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့ပုံတွေကိုရခိုင်တပ်တော် AA စူးစီးချုပ်ဗိုလ်ချုပ်ထုတ်ပြန်နိုင်ကသူ့ရဲ့ Twitter လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မကွေးတိုင်းတွင်းမှာပြည်သူတွေအနေနဲ့ mass တက်တော်တွေလွယ်အိတ်လွယ်တာတွေပြုတ်လို့ရင် PDF ဖြစ်တတ်မှတ်အေးအေးယူမယ်လို့စစ်ကောင်စီကထုတ်ပြန်လိုက်ပြီး လော့စပီကာနဲ့ပါလိုက်အော်နေတယ်လို့ဒေတာကန်ဒီကပြောပါတယ်မကွေးတိုင်းကမြို့နယ်တွေမှာအချမ်းဖက်စကောင်စီကပြည်သူတွေကိုမတ်မတက်ရဘူးလွယ်အိတ်မလွယ်ရဘူးဆိုတဲ့အမိန့်စာကိုထုတ်ပြန်လိုက်တဲ့အပြင်မနေ့ကညပိုင်းမှာပဲစကောင်စီကမကွေးတိုင်းကမြို့နယ်တွေမှာသူတို့ရဲ့ကြီးညာချက်တွေကိုလော့စပီကာတွေနဲ့ပါလိုက်အော်သွားတယ်ဆိုပါတယ်အဲ့ဒီကြီးညာချက်ထဲမှာသူတို့စကောင်စီဘတ်တော်သားတွေကို PDF တွေကမတ်စတပ်ပြီးတော့ဆက်လွဲတိုင်းထားတဲ့လွဲအိတ်ထဲမှာလက်နက်ခဲယမ်းတွေတည်လာပြီးပြစ်ခတ်တာတွေလုပ်နေတဲ့အတွက်ဆိုပြီးတော့မကွေးတိုင်းကမြို့နယ်တွေမှာပြည်သူတွေအကုန်လုံးမတ်စတပ်တာတွေလွဲအိတ်လွဲတာတွေလုပ်ရင်တော့ PDF လို့တတ်မှတ်ပြီးအရေးယူမယ်ဆိုပြီးစစ်ကောင်စီကအမိန့်စာထုတ်လိုက်တဲ့အပြင်လော့စပီကာနဲ့ပါလိုက်အော်နေတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီအမိန့်စာကိုမကွေးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတန်းထွန်းဆိုတဲ့သူကလက်မှတ်ရေးထိုးထုတ်ပြန်ထားတာဖြစ်တယ်လို့ လက်ရှိကိုဗစ်တွေကဖြစ်နေတော့ဆိုတော့စစ်ကောင်စီကအခုလို mass မတက်ခိုင်းတဲ့အတွက်အကုန်လုံးကူးကုန်တော့မှာပဲလို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ် data ကန်တွေကပြောဆိုနေကြပါတယ်လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီကလူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်လိုက်လံစုဆောင်းနေတဲ့အတွက်စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုတွေနဲ့အဖွဲ့ဝင်တွေဟာဇက်တိုက်ဆိုသလိုပြစ်ခတ်ရှင်းလင်းခံနေရတဲ့အချိန်မှာပဲအခုလို့မကွေးတိုင်းမှာပြည်သူတွေကို mass မတက်ရဘူးလွယ်အိတ်မလွယ်ရဘူးဆိုပြီးစစ်ကောင်စီဘက်ကထုတ်ပြန်လာတာဖြစ်ပါတယ်ခင်ဗျ ဖက်မှာတော့ရခိုင်ပြည်နယ်မှာရခိုင်တပ်တော် AA ကရိုဟင်ဂျာမွတ်စလင်တွေကိုကူညီစောင့်ရှောက်ပေးနေတဲ့ပုံတွေကိုရခိုင်တပ်တော် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသူ့ရဲ့ Twitter လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီဓာတ်ပုံတွေမှာရိုဟင်ဂျာဒုက္ခသည်တွေကိုရခိုင်တပ်တော် AA တပ်ဖွဲ့ဝင်တွေကကူညီစောင့်ရှောက်ပေးနေပြီးနှစ်ဦးနှစ်ဖက်အကြားနှစ်လိုပွဲကူညီစောင့်ရှောက်မှုတွေနဲ့အပြန်အလှန်အပြုံးမန်းတွေရှိနေတဲ့ပုံတွေကိုထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒါအပြင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ထုတ်ပြန်ချက်မှာ ကိုကျိုးရှာပြီးမိမိအကျိုးစီးပွားအတွက်တက်ကြွလှုပ်ရှားသူတွေနဲ့ကိုကျိုးစီးပွားကိုတစ္ဆာစောင့်တည်နေတဲ့လက်ကင်ဒုတ်တွေကပြင်းပြင်းထန်ထန်ထိုးနှက်နေပြီမဲ့စစ်မှန်တဲ့သူရဲ့ကောင်းတွေဟာသူတို့လမ်းစဉ်အတွက်ခိုင်မြဲတဲ့တန်ဓိဋ္ဌံချထားသလိုဒါဟာရခိုင်အမိမြေအတွက်စစ်မှန်တဲ့သူရဲ့ကောင်းတွေဖြစ်တယ်လို့အင်္ဂလိပ်ဘာသာနဲ့ပါရေးသားထားပြီးဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားတာဖြစ်ပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ ရန်ကုန်မော်လမြိုင်လမ်းမော်ကဘီလင်းကျောက်အိတ်တရာဟာဒီကနေ့မနက်အစောပိုင်းမှာပဲမိုင်းခွဲခံရပြီးကျိုးသွားပြီလို့ဒေသခံပြည်သူတွေနဲ့ကားသမားတွေကရန်ကုန်ခေတ်တကိုပြောပါတယ်။မနေ့ကညပိုင်းမှာပဲတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ဒီကနေ့မနက်ပိုင်းမှာတော့ရန်ကုန်မော်လမြိုင်လမ်းမော်မှာရှိတဲ့ကျောက်အိတ်တရာဟာမိုင်းခွဲခံရပြီးလုံးဝပုံမရအောင်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီတရာကနေကားတွေဖျက်လို့မရတော့တဲ့အတွက်တရာတစ်ဖက်ချမ်းမှာကားတွေအများပြပိတ်မိနေတယ်လို့လဲဒေသခံတအူးကပြောထားပါတယ်ခင်ဗျ။ တဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသအတွင်းမှာစစ်တပ်ဂိတ်တွေကိုဖျက်ဆီးလာပြီးမူရစ်စေးဝါးတွေပေါ်တင်တယ်လာတဲ့ကာနစီကိုတော်လန်ရေးတပ်ဖွဲ့မှော်ပြင်းစစ်ကြောင်းကဖမ်းဆီးရမိခဲ့တယ်လို့ဒနုဒေသအခြေစိုက် PDF တရင်1003ရဲ့တာဝန်ရှိသူတူကပြောပါတယ်မေလ၄ရက်နေ့ကပဲဒနုဒေသအတွင်းမှာတော်လန်ရေးတပ်တွေကနေမြင်းရှင်းလင်းရေးတွေလုပ်နေတဲ့အချိန်မူရစ်စေးဝါးတွေပေါ်တင်တယ်လာတဲ့ Vigo အဖြူရောင်ရင်တစည်းနဲ့6ဘင်းရင် Focus တစည်းကိုတယ်လာတဲ့သူ၄ဦးနဲ့အတူဆက်နွယ်သူ၂ဦးကိုပါမှော်ပြင်းစစ်ကြောင်းကဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုမူရဆေးဝါးတွေတည်လာတဲ့ကားတွေဟာလမ်းခရီးတစ်လျှောက်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာအဖမ်းမခံရဘဲအသေးသေးဖြတ်တန်းလာတဲ့ကားတွေဖြစ်တဲ့အပြင် PDF တပ်တွေစစ်ဆေးတဲ့ဂိတ်မှာတော့ဖမ်းဆီးရမိသွားတာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီမူရဆေးဝါးတည်လာတဲ့ကားတွေနဲ့လူတွေကိုအမျိုးသားညီညွတ်အစိုးရ UNG ကချမှတ်ထားတဲ့ဥပဒေနဲ့အညီဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါကရင်ပြည်နယ်ဘက်မှာတော့ မြောက်ရီမြို့ကစစ်တပ်လက်အောက်ခံ BGF ဂိမ်းမှာပောက်ကွဲမှုဖြစ်ပွားပြီး BGF တပ်ဖွဲ့ဝင်တချို့နဲ့ပြည်သူတို့ဦးသေဆုံးသွားတယ်လို့အဲ့ဒီပောက်ကွဲမှုသတင်းကို BGF တပ်ဖွဲ့ကသတင်းမပေါက်ကြားအောင်အမှောင်ချထားတယ်လို့မြောက်ရီမြို့ရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မေလာ9ရက်နေ့ညနေပိုင်းကပဲမြောက်ရီမြို့တိတ်ကိန်းနဲ့တုံညာဂိတ်အကြားကစစ်တပ်လက်အောက်ခံ BGF ဂိမ်းမှာဘုံပောက်ကွဲမှုဖြစ်ပွားခဲ့ပြီး BGF တပ်ဖွဲ့ဝင်3ဦးနဲ့အရသာတဦးသေဆုံးခဲ့တယ်ဆိုပါတယ်။အဲ့ဒီပောက်ကွဲမှုဖြစ်တဲ့အချိန်လှမ်းမြင်လိုက်ရတာက ထိမှန်သွားတဲ့သူတွေကိုကာဘော့ဆွဲတင်သွားတာတွေ့ရပြီအဲ့ဒီသတင်းကိုမပေါ့ချအောင်ဆိုပြီးတော့ BGF တက်ကသတင်းဖုံးထားသလို BGF နဲ့ဆက်သွယ်ရှိတဲ့သူတယောက်စီကနေထပ်တိလိုက်ရတာကပောက်ကွဲမှုအတွင် BGF ရဲဘော်၃ဦးနဲ့ပြည်သူ၁ဦးပါတည်သွားပြီ BGF တက်ဖွဲ့ဝင်၁ဦးကမူရစ်ဆေးဝါးတုံးပြီးတော့လက်ပစ်ဘုံကိုဖြုတ်လိုက်ရကနေပောက်ကွဲသွားတာဖြစ်တယ်လို့လည်းဖြစ်စဉ်ကိုသိထားတဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ